င်တန်ကြားပြည်သူများရှင်ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဖျားကြီးကိုမန္တလေးတိုင်းအမရပူရမြို့ဥယျာဉ်တော်ရွာမှာဖွားမြင်ခဲ့ပါလိမ့်ဥယျာဉ်တော်ရွာဟာအမရပူရမြို့တည်နန်းတည်မင်းတရားကြီးဘိုးတော်ဦးဝိုင်းခေါ်ဗရုံမင်းလက်ထက်မှာပန်းဖြေနားယူရာမြို့ဥယျာဉ်ဖြစ်ခဲ့ပါလိမ့်ဘိုးတော်ဦးဝိုင်းဟာအင်းဝမ်းမြို့တော်ကိုဆွံ့ခွာပြီးအတိတ်ကောင်နဲ့ကိုက်ညီတဲ့တောင်သမန်အင်း၊တောင်မြင့်အင်း တောင်ကြီးအင်းတောင်တော်အင်းစတဲ့အင်းလေးအင်းဝိုင်းရံတရှိရာဘူမိမြတ်တန်နေရာမှနဲ့အမန်းပူရမြို့မှာမြို့တည်နန်းတည်တီထောင်ကထင်းနှင်းဆိုးဆန့်ခဲ့ခြင်းဖြစ်ပါလိမ့်။အမန်းပူရမြို့ဟာရင်းမြေရာသီဥတုသမမျှတပြီးလေယာဉ်လုပ်ငန်းရေကန်းလုပ်ငန်းများနဲ့စီးပွားဖွံ့ဖြိုးစီးပွားနေမြို့ဖြစ်ပါလိမ့်။ကြပြင် အမရပူရမြို့မှာတောင်မင်းကြီးဖျားပထိုးတော်ကြီးဖျားရွှေကူကြီးဖျား ကျောက်တော်ကြီးဖီးယာစတဲ့ဖီးယာပထိုးစီလီများဘဟန်တန်ကအရှင်သူမြတ်များတရင်သူနေထိုင်ရာကျောင်းထိပ်ကြီးများစတဲ့တာသည်ကအဆောက်အဦများစွာကို ကြီးညိုသက်ပေစွာဖူးမြော်မြင်တွေ့နိုင်ပါသည်မရပူရမြို့ရဲ့အရှိတောင်ဘက်လင်းမိုင်ခန့်ကွာဒုထောက်ရီမြင့်ငင်မြည့်ရဲ့မြောက်ဖက်ကမ်းပေါ်မှာဥယျာဉ်တော်ရွာကြီးတည်ရှိပါသည် ဥယျာဉ်တော်ရွာဟာအမီးနဲ့လိုက်ဖက်အောင်တစ်ပင်ပန်းမှန်များဆိုက်ခင်းများနဲ့စိမ့်လန်းဆူပြေပြီးတာယာအေးချမ်းနဲ့ရွာကြီးကျွာဖြစ်ပါတယ်။ဘုဂုဆရာတော်ဖျားကြီးဖွားမြင်တော်မူခဲ့ရာဇာတိရဲ့ရွာဖြစ်တဲ့ဥယျာဉ်တော်ရွာတမိုင်းချောင်းနဲ့ပတ်သက်ပြီးရွာသူရွာသားများကအခုလိုဂုဏ်ယူဝမ်းမြောက်စွာပြောဆိုကြပါတယ်ရှင်။ဘာလို့လဲ ဒုက္ခဆရာဘုရားကြီးကကျွန်တော်ကိုဦးနေကြေးရမှာပါမြင်ခဲ့တဲ့အတွက်ကျွန်တော်အများအားဂုဏ်ယူနေပါတယ်ဟုတ်တယ်ပေါ့ရှင်ဂုဏ်စရာကောင်းတဲ့အချက်လေးကိုလည်းပြောပြပါဦးဂုဏ်ယူစရာကောင်းတဲ့အချက်ကတော့ဘုရားကဘုရားမင်းတရားကြီးလက်ထက်မှာဘုရားနေပြီးတော့ကိုအမောင်ရမျိုးကိုပြောဖြစ်ခဲ့ပါတယ်ဒီတင်နန်းတည်ခဲ့ပါတယ်အမောင်ရသာဦးနေကလို့ပြောရမှာပါ ဟုတ်တာပေါ့ဗျာဘရုံမင်းဟာနောက်ပိုင်းမှာဘိုးတော်ဦးဝန်းရယ်လို့ထင်ရှားလာတဲ့မင်းတပါးပေါ့သူကမရဗူဒာမျိုးနန်းသစ်တီဆောက်နေတုန်းမှာဥယျင်တစ်ခုဖန်တီးပြီးအဲ့ဒီနေရာမှာအနားယူအပန်းဖြေလေးရှိတယ်ဘိုးတော်ဦးဝန်းရယ်မင်းဦးရဟာအခုဘားတော်နေထိုင်တဲ့ဥယျင်တော်ရွာကြီးဖြစ်လာတာပါပဲဟုတ်ပါတယ်ရှင်ဘိုးတော်ဦးဝန်းရယ် မင်းဥယျာဉ်နာမည်ဟုတောင်းမဟာသီရိနန္ဒဝံဥယျာဉ်တော်လို့ခေါ်ဆိုကြပါတယ်ဒုထဝရီ မြစ်လို့ခေါ်တဲ့မြင့်ငယ်မြစ်ရဲ့မြောက်ဘက်ကမှာရေကောင်းမြေကောင်းနေရာကောင်းမှာနေထိုင်လို့ပိုင်စားတောက်ကောင်းတဲ့နေရာမျိုးဖြစ်ပါတယ်ဟုတ်ပါတယ်ရှင်ဟိုကသူ့ဥယျာဉ်တော်ဖြစ်လာမဲ့မဟာသီရိနန္ဒဝံဥယျာဉ်ကြီးထဲမှာအလုံးချိုပြီးရတာရှိတဲ့တိပ္ပဉ္စီတွေပဲရှိခဲ့ပါတယ်အဲ့ဒီတိပ္ပဉ္စီကိုလည်းအနားရတာနဲ့ပြည့်စုံတဲ့နေရာမှာအဲ့ဒီတိပ္ပဉ္စီကိုလည်းပင်တော်ကြီးလို့သတ်မှတ်ခဲ့ပါတယ် အဲ့ဒီဘင်တော်ကြီးအပင်ကိုလည်းရသမတ်တွေနဲ့ကာယံထားပါတယ်။ရသမတ်တွေကာယံထားတဲ့အတွက်ကြောင့်မို့လို့လည်းအဲ့ဒီရက်ွက်ကိုရသမတ်ရက်ွက်လို့ခေါ်ခဲ့ပါတယ်ဗျ။အဲ့အဲ့ရသမတ်ရက်ွက်ကယနေ့ချိန်နေကျွန်တော်တို့ဦးရတော်ကြောင့်မှရှိနေတော့မှာပဲ။မြို့ကဆရာဘုရားကြီးကအဲ့ဒီရသမတ်ရက်ွက်နဲ့ကတ်လရဲ့ရက်ွက်မှာပဲဖားမြင်တော်မူခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါလည်းထူးခြားချက်တည်းပါပဲရှင်။ဒါရင်ပဲကောင်းမလဲကျွန်မတို့ဦးရတော်ရွာမှာကျမ်းပြုအကျော်ဆရာတော်ဥဆန္နာတို့ဘုလုံတော်ရမင်းဥတာကျွဲတို့လည်းထွန်းပေါ်ခဲ့ပါလေ။ ပြည်ပြင်မြန်မာနိုင်ငံရဲ့တာနိုင်ဝင်ကြီးဖြစ်တဲ့ဘန္နူလာဦးစိန်ဆိုတာကျမတို့ရွာစာတိဖြစ်ပါတယ်။ရေကောင်းမြေကောင်းအတိတ်မိတ်ကောင်းတဲ့ကျမတို့ရွာကြီးဟာပညာရှိကောင်းများစွာကိုမွေးထုတ်ပေးခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ရင်တန်ကြားပြည်တံများရှင် ိုးကုတ်ဆရာတော်လောင်းလျာကိုဖခင်ကြီးတော်ဦးအောင်ထွန်းမေတော်ဒေါ်ရွှေအိတ်တို့မှမြမတက္ကရ1262ခုနေတော်လာပြည့်ကျော်7ရက်နေ့မှာဖွားမြင်တော်မူခဲ့တာဖြစ်ပါတယ်။မိုးကုတ်ဆရာတော်လောင်းလျာရဲ့ငင်းနာမည်ဟာမောင်လှဘော်ဖြစ်ပြီးမွေးချင်း၈ရောက်ရှိတဲ့အနေနဲ့ပြင်စမမြောက်သားရတနာဖြစ်ပါရဲ့ရှင်။ မောင်နှောက်ဘိုးတို့မိဘများဟာသားသမီးများသလောက်စီးပွားဥစ္စာနဲ့ပြည်စုံကြွယ်ဝသူများဖြစ်ကြပါသည်။လေယာဉ်လုပ်ငန်း၊ရက်ကန်းလုပ်ငန်းပိုင်ရှင်များလည်းဖြစ်ကြပါသည်။စီးပွားပြည်စုံပြီးတိရလုံးုံနာကြောင့်အများစုရဲ့ချစ်ခင်လေးစားမှုခံရတဲ့ပျော်ရွှင်ဝင်မိသားစုဖြစ်ပါလိမ့်ရှင်။ င်တော်ရွာကြီးဟာအရေးအဝါဒကောင်းတဲ့တစ်ပင်ကြီးများပေါင်းများတဲ့အလျောက်မောင်လာဘောအပါဝင်ကလေးငယ်များဟာတစ်ပင်ရိတ်အောင်မှစူပေါင်းပြီးပျော်ရွှင်စွာကစားနေရှိကြပါသည်။အဲ့လိုကစားရမှာတစ်ခါတည်းရန်ရှင်ပြွယ်ခြင်းပါတဲ့လေကစားကြတယ်လို့သိရပါသည်။မောင်လာဘောတို့ကလေးတစုရှင်ပြွယ်ကစားပုံကတော့တချို့ကရှင်လောင်းလို့တချို့ကအလှတကားနဲ့အလှမများဖြစ်ပြင်ဆင်ပြီးရှင်လောင်းဖဲ့ကြပါသည်။ အဲ့ဒီအခါမှာမောင်နှမဘောကအမြဲတမ်းဖုန်ကြီးလုပ်ပြီးအကြောက်ခံနေရှိတယ်လို့သိရပါတယ်။ဒါဟုတ်ကြည့်ခြင်းအပြင်မိုးကူဆရာတော်လောင်းလျာမောင်နှဘောဟာငယ်ရွယ်စဉ်ကလေးဘဝကစလို့အတိတ်ကောင်းနမိတ်ကောင်းကိုစောင့်ကြည့်တယ်လို့ဆိုရမှာပဲဖြစ်ပါရဲ့ရှင်။ မြင်တန်ကြားပြည်တညာရှင်မိုးကုတ်ဆရာတော်လောင်းလျာမောင်လှဘောဟာအသက်၄နှစ်ရွယ်မှာအတန်းကျောင်းစတင်တက်ပါတယ်ဥယျာဉ်တော်ရအစိုးရမူလာတန်းကျောင်းမှာအကူအမများနဲ့အတူကျောင်းတက်ပြီးစာကြိုးစားခဲ့ပါတယ်ကျက်စာတွက်စာအင်စာတွေကိုအကျွေးမကြံမှန်မှန်လုပ်ပြီးတနေ့တန်းထူးချွန်စွာအောင်မြင်ခဲ့လို့အဲ့ဒီတော့ကကျောင်းဆရာကြီးဦးဆန်ရကိုယ်တိုင်အထူးချီးကျူးခဲ့ရတဲ့ကျောင်းသားတူဖြစ်ခဲ့ပါတယ်ရှင်

I don't Dana Loma, llueve. တန်ကြားပြည်တများရှင်မိုးကဆရာတော်လောင်းလျာမောင်လှဘော9နှစ်သားရွယ်မှာပထမဆုံးကြိမ်ရှင်ပြုပေးပြီးဝိညာဉ်တော်ရွာနောက်မြောက်ဖက်ဂွေးဝင်တော်ရကျောင်းမှာရှင်သာမဏေဝတ်ခဲ့ပါသည်ဂွေးဝင်တော်ရကျောင်းဆရာတော်ဦးစာကရထံမှာဥပ္ပစေပြုပြီးရှင်သာမဏေပြုရမှာကိုရင်ဘွဲတော်ကိုရှင်ဝိမလာလို့ဘွဲမိပေးခဲ့ပါသည်ရှင် ုရူရာစင်နာကြီးမလားဟုတ်ပါဘူးတင်ပါခင်ဗျာနင်းဖွဲ့ကလေးတဲ့ဝိမလားပါဗျာရှင်ဗျာဝိမလားဆိုတဲ့ဒိဋ္ဌိကိုရှင်းပြတော့ပါခင်ဗျာအေးဟောဒီမလားဆန္ဒဒီလိုနဲ့ဘုရားစင်တာကမရှိရင်အဲ့ကိုခေါ်တယ်ဆန္ဒမလားဆန္ဒအမြင်ကြီးအကုသိုလ်စားတဲ့အမြင်ကြီးမရှိဘူးလို့ခေါ်တာပါညာမှာလည်းနော်ပါလာပါဗျာ